ဒီကြောင်အုပ်ကြီးရဲ့လက်ထောက်ဆရာမရဲ့ကိုမိနီတားပြီးတော့နားပလိုက်ပြီ။အကြာတည်းမှာပေါ့နော်။ခုလုံနဲ့မိန်းကလေး၄ယောက်မှာလေ၄ယောက်စလုံးကိုပင်မီတားလိုက်တယ်။မနင်္ဂနွေမှာရှိတဲ့အကြောင်းကိုဘယ်အကြောင်းမှတက်ခွင့်မရတော့ဘူး။ဘုမဘလို့နေရလဲဘလို့ပြောရလဲ။အခုဖေခေါ်မှမသိဘူးဒါမင်းမင်္ဂလာပါရှင်မိတ်ဆွေများကိုခုပြပြပေးချင်တာကတော့ခုလိုင်းပေါ်မှာနာမည်ကြီးနေတယ်။မြောင်မြောင်မျိုးအထက်ခကြောင့်မှအကြောင်းသူချင်းချင်းအုပ်စုဖွဲ့အနိုင်ချင်းနဲ့အပေါ် ကျောင်းသူကျောင်းသားမိဘတွေနဲ့ဆရာဆရာမတွေကပြန်လည်ဖြည့်ရှင်းမပေးလို့အုပ်စုဖွဲ့အနိုင်ကျင့်နဲ့ကျောင်းသူလေးယောက်ကိုမျက်နှာတိုင်းပြီးကြိုင်ထုတ်လိုက်ပြီးကျောင်းဆရာနဲ့အတမိုက်ဆရာမကိုလည်းမျက်နှာတားပြီးစာဆက်တဲ့ပိုင်းကိုပိတ်လိုက်ပြီးပြင်ဆင်လည်းပိတ်လိုက်ပြီးဒါနဲ့ပတ်သက်ပြီးဒီဒီအကြောင်းအရာကိုကျမနဲ့တူတူကြည့်ရှုဖို့ဖိတ်ခေါ်ပါရရှင်။မြောင်းမြ ကလေးတွေကိစ္စသတင်းထုလို့မာကြီးလာပြောပြတာเนาะဘယ်လိုသတင်းထုလဲဆိုတော့အဲ့ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ကျောင်းအုပ်ကြီးကပြောတော့မလားသူတို့နဲ့ဆိုင်လို့ပြောတယ်เนาะအဲ့ဒီကျောင်းအုပ်ကြီးရဲ့လက်ထောက်ဆရာမရဲ့ကိုပင်စင်လဲမရ နင်းနီတားပြီးတော့နားပလိုက်ပြီနော်ဘာကြီးကြားတဲ့သတင်းမှာပေါ့နော်အဲ့ဒီကျူးလွန်တဲ့မိန်းကလေး၄ယောက်မှလည်း၄ယောက်စလုံးကိုပင်နီတားလိုက်တယ်မြန်မာနိုင်ငံမှာရှိတဲ့အကြောင်းတွေဘယ်အကြောင်းမှတက်ခွင့်မရတော့ဘူးဆိုပြီးတော့မိန်းနီတားလိုက်တယ်အဲခံရတဲ့ကောင်မလေးရကြတော့အဲ့ဒီကြောင်မပဲပြန်ပြီးတော့ဆုံငန်းတက်အောင်ပြန်တက်ချင်တယ်ဆိုလဲတက်နော်အဲတထားမလို့ဒီနေ့တနေ့တော့တက်ချင်တယ်ကြိုက်ကြိုက်တယ်လို့တက်ပါကွာအဲ့သူ့ကိုတော့တက်ခွင့်ပေးလိုက်ပြီ နောက်တစ်ခုကကြတော့ဒီကျူးလွန်တဲ့မင်းကလေး၄ယောက်ရဲ့မိဘတွေကိုလည်းအဲထိုက်တဲ့ဟိုအပြစ်ဒဏ်ပေါ့နော်မိဘတွေကိုအဲအဲ့လိုလည်းပြေးမယ်လို့တင်ကြားတယ်သိလားဆိုတော့အခုဆိုရင်တော့နည်းနည်းတော့ငြိမ်ဝါလောက်ပြီပေါ့မင်းနီတွေတားပြီးတော့ဟိုကောင်မလေး၄ယောက်ကိုလည်းမင်းနီတွေတားလိုက်ပြီစောက်နဲ့လက်ထောက်ကိုလည်းမင်းနီတွေတားလိုက်ပြီဆိုတော့သူတို့ကတော့အော်တိုမက်တစ်ပြင်ဆင်မရဘူးဟိုကလည်းပြုတ်သွားပြီဆိုတဲ့သဘောပေါ့ သဘောမဟုတ်ပြုတ်ကိုပြုတ်သွားပြီဗောမင်းဒီတားလိုက်ပြီဆိုမှတော့လေနော်အခုမိန်းကလေးတရားလည်းမင်းဒီတားလိုက်ပြီဆိုတော့တက်ကိုမတက်ရတော့ဘယ်မှာမှအောင်မတက်ရတော့သူတို့ဒါမင်းဒီတားလိုက်တဲ့သဘောကတော့ဗောနော်အဲအဲ့ဒီလိုတက်ရောက်တယ်လို့တော့ပြောကြတာဗောနော် ဲ့တော့အမိုင်းပြောချင်တာဒီလိုနောက်လည်းရှိသေးတယ်အကြောင်းသားတွေဒီလိုမလုပ်ကြပါနဲ့လို့နော်အခုကော်တောင်းဝဖြစ်ခဲ့တဲ့ခလေးလေးဆိုလို့ရှိရင်နော်သူကော်တောင်းမှာတော့စိတ်ဝင်တက်လို့မနိုင်တော့လို့ဟိုးပထိုင်းနိုင်ငံပဲမသွားပြီးတော့တောင်းမှာစိတ်ဝင်တက်ရတယ်တဲ့အဖြစ်အဖြစ်ကဲအဲ့မှာလည်းအဲ့ကျူးလွန်လိုက်တဲ့ခလေးလေးတွေကိုတောင်းတနစ်နားလိုက်တယ်ကဲအဲ့လိုမျိုးတွေပေါ့ဘလို့ဖြစ်နေကြလဲစာသင်ကျောင်းတွေထဲမှာလူရန်ကားတွေနောက်တော့တက္ကသိုလ်ရှမ်းပြည်တောင်ပိုင်းပြတ်ပါတဲ့ ဆရာမခလေးကိုပါးတွေရိုက်တာကြည့်ကြည့်အောင်ခြေစလုံးတွေကိုလည်းတဝါတပြဲရိုက်ပြီးပြီးအဲ့ဒါကိုပါးတွေပါတခါဆက်ရိုက်တယ်တဲ့ကဲပါးတွေလည်းရောင်ရမ်းပြီးတော့ပြန်တော့မိဘတွေကတွေ့တော့မေးတော့အဲဆရာမရိုက်တာပါဆိုပြီးတော့အဲ့မှာပြဿနာတွေတက်ကြစီတယ်အဲ့ဒီတော့ဆရာမတွေကိုယ်တိုင်ကလည်းကျူးလွန်တဲ့ဆရာမကျူးလွန်ကုန်ပြီဟာလာကျူးလွန်တဲ့ចောင်းသားတွေကလည်းတခါကျူးလွန်ကြပြန်တော့ဟာလာចောင်းမှာရှိတဲ့ဆရာတွေကလည်းသူတို့တောင်းမယူပါဘူးအပြေမှာဖြစ်လို့ဆိုပြီးဖြစ်ကြပြန်တဲ့ ကျောင်းသားတွေလည်းမလုံတော့ဘူးเนาะဟုတ်လားကိုသားသမီးတွေလည်းကိုယ်ပိုင်တက်တန်းကျောင်းသားမှလည်းမလုံအစိုးရအကျောင်းတမန်ထားတာလည်းမလုံတော့ဘူးကြည့်လားတော်တော်ကလေးတွေဘဝတွေတော်တော်လည်းဆိုးနေပါတယ်လို့မြန်မာနိုင်ငံမှာတော့ကလေးတွေရောလူကြီးတွေရောအကုန်လုံးကုန်လုံးမလွယ်တော့ဘူးမလွယ်တော့ဘူးเนาะအားကြောင့်မလို့အဲ့ထဲမှာကိုယ်ကလေးတွေကိုအထူးဖူးယူဆိုင်ကြပါလို့ရှိတော်ရေเนาะ အဲ့တော့တော့ကြိုးကြပါဟာလာပြန်လာရင်ကိုသားသမီးလေးတွေကိုကြည်ပါမေးပါပါလေးတွေဆိုတော့အနာကပ်ပါသူတို့နာမဆလိမ့်နာနေနန်းလာပါလားဟာလာညာဘက်လက်ကလေးတို့နန်းကြည့်မိုင်းဆိုလေမိုင်းသားတွေကြောင်းပြန်လာအဲ့လိုနန်းကြည့်တာအဲ့လိုအနာနာကိုကပ်ပါကနလေးအခု၄နိုင်ခွဲ၄နိုင်ခွဲမှာမြောင်မြမြို့ကျိုးစပိုင်းကြီးကနေတော်တော်လေးနည်းနည်းတော့ကြော်လာပြီနော်ဒါမဲ့အခုပြောရင်တော့ရတယ် ဒါပေမဲ့ပြောရမှာဒီကများတော့ဒီသူများတွေကနေထဲမှာလည်းကျွန်တော်မပြောချင်ဘူးနော်အာချောင်တဲ့ကောင်တွေလည်းဝင်မနော်ဝင်မခေါမဘလို့နေရလဲဘလို့ပြောရလဲဘသူဖေခေါ်မသိဘူးဒါတော့ကိုနော်ဟုတ်စေကိုဆိုင်ကကိုနေရတဲ့ကိုသွားတာအဲ့တော့အဲ့လိုလေကြုံရတယ်ဘူးမကြီးကိုမကြီးနဲ့ဝင်လာမယ်ဆိုရင်အဲ့ဒါနော်မင်းတို့နေနော်မမမရရရဘူးလိုလိုက်အမတိုက်တယ်မမ ငါလည်းတလုံးမခံမဘူးငါလုံးဟိုစောက်ခွက်တွေကပရိုဗိုင်မှာလည်းမနေရဘူးကြမ်းဘာကြောင့်တော့ဘယ်မှာပုံနေတည်ပြီးတော့နော်ကျွန်တော်ဒီညအိမ်ပြန်ရောက်တော့နေကျွန်တော်တီးခဲ့တယ်ကျွန်တော်ကြုံခဲ့တယ်ဟာအမှန်တရားအကုန်ချပြပေးပါဟုတ်လားတော့မြန်နေနေရတဲ့နိုင်ပြီးတော့ချစ်တယ် ျွန်တော်ချစ်မမလေးအတွက်ကျွန်တော်ရောက်ဝင်လို့လက်ဆောင်တူတပါနော်ရောက်လာခင်ဗျာမင်္ဂလာပါချစ်တို့ရေစကားလေးနဲ့ပြောကြမယ်နော်ရောင်းရကိစ္စလေးကတော့အလင်းရောင်ပြီးတန်းလာပါပြီလို့ပဲအဲအဲမမစစ်တန်းလာပါလေအဲအကောင့်ပိုင်ရှင်ကိုလည်းညောင်ညောင်သွားပြီးတော့စုံစမ်းတာပေါ့နော်သူတင်ထားတာလေးလည်းတွေ့ရပါတယ်အဲ ဝမ်းသာစရာပေါ့နော်ဒီတရင်လေးရတာတကယ်နဲ့လောက်ပူးလေးတကြောဖြစ်နေတယ်ဥစ္စာဒါဟိုဟိုညောင်မြမှာရှိတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းနော်ဌာနဆိုင်ရာအဖွဲ့အစည်းညောင်မြမှာရှိတဲ့အဲဌာနဆိုင်ရာအဖွဲ့အစည်းတွေကလည်းဒါဟိုကြည်နေနိုင်ရကြလာမသိဘူးနော်ဘာမှလည်းတုံ့ပြန်မှုဘာမှလည်းအဲအေးရထုတ်ပြန်မှုတွေမရှိကြဘူး ဒါမနေနိုင်တဲ့အကြောင်းသားမိဘပြည်သူတွေရပဲလိုက်ပြီးစုံစမ်းပြီးတော့ဒီအခုမှန်ကိုပေါ်ပေါအောင်ပေါ့နော်ပေါ်ပေါအောင်လိုက်ပြီးလုပ်ပြီးနေကြပါပေါ့နော်ဟိုကျွန်တော်တို့ကလည်းဒါဒီပြောရမယ်ဆိုရင်တော့ဝေးနေလို့ပေါ့နော်ဝေးနေလို့ဒီကိုနာနာနင်းနေတာနေချင်းမြန်ခီလောက်ဆိုရင်ပြုံးလေမန္တလေးလောက်လို့ပြုံးမန္တလေးစကိုင်းလောက်လို့မန္တလေးမိတ်ချလာလောက်လို့ဆိုကျမတို့လည်းဒါကိုတန်ရာရောက်သွားပြီးတော့ဝင်းရံပေးပါတယ်နော် ဒါလည်းမြောင်းများမှာရှိတဲ့ចောင်းသားမိပါတွေပြည်သူတွေကလည်းဒီနှစ်နာတဲ့ចောင်းသူလေးပကိုင်းပြီးတော့ဟိုဝိုင်းဝင်းပေးကြတော့ပေါ့နော်ဝိုင်းဝင်းပေးကြတဲ့ចောင်းမို့ပေါ့နော်ဟိုလင်းရောင်ချီလေးတန်းလာတာလည်းဖြစ်မှာပေါ့နော်ဘုံမလို့ရှင်ဒါကြီးကဟိုပက်ထရိုယာကိစ္စပက်ထရိုယာចောင်းကိစ္စလို့ပဲစုံစုံမြုပ်သွားမှာပေါ့နော်ဒါတွေကခုကကျတော့အရင်တုန်းကလို့ ဟုတ်တော့ဘူးလေအခုကဆိုရှယ်မီဒီယာတွေခက်လာခက်စားလာတဲ့အချိန်မှာဒါမီဒီယာပေါ်ရောက်လာပြီဆိုလို့ရှင်ဟိုပေါ်နော်မီဒီယာပေါ်ဒီသတင်းတစ်ခုရောက်လာပြီဆိုလို့ရှင်တော့ဘူးဆိုဒါတိုင်းပြည်လုံးတည်သွားပြီဆိုလို့ရှင်တော့ဒါအမှုမှန်တော့ပေါ်ပေါက်ရမှာပေါ့နော်အမှုမှန်မပေါ်မပေါက်ချင်းရတော့ဒါအကုန်လုံးတောင်းမမိပါလေရဟိုမခံနိုင်တဲ့တောင်းမမိပါလေရတော့ဒါဘုံမိအစုံလိုက်ကြမှာပဲ နော်ကျမတို့တောင်ပြောပြီးရောဒီမန်းလေးပြင်ဦးမယ်မန်းလေးစကိုင်းမန်းလေးမိထလာလောက်ဆိုတော့ကျမတို့ကလည်းဝင်းရလိုက်ပြီးတော့ဝင်းရံပေးမှာပဲဖြစ်တယ်မှုပေါ့နော်အဲ့လိုကြီးမဖြစ်တယ်မှုဆိုတာနော်ကျောင်းသားဘာပဲဖြစ်ဖြစ်နေဟိုနစ်နာတဲ့ကျောင်းကျောင်းသူလေးပဲကိုင်းပေါ့ဖေးမရှိရှိမအေးမရှိရှိဒါဘာပဲပြောပြောလှုပ်ပေးရမှာပေါ့နော်အင်းဟိုရိုက်တဲ့ကောင်မလေးရဲ့လည်းဒါအခုပြောနေကြတဲ့ line ပေါ်မှာပုံမှုတမိပါညာမဟုတ်ပါဘူး ါလူတွေကလည်းဒီမှာနည်းနည်းစကားစကားစကားဆိုချဲ့ကားလာကြတာပေါ့နော်အဲမဟုတ်တော့ပါဘူးဘုံမူသမီးဆိုလည်းမဟုတ်ပါဘူးအဲ့ဒီလေအချဲ့ကားနေကြပါလေဘုံမူသမီးတိုင်းကလည်းဟိုဒူးလို့နိုင်ထက်စင်းနေဒီခေတ်မှာလုံးလုံးမရပါဘူးနော်ကျောင်းသူကျောင်းသားအချင်းချင်းအုပ်စုဖွဲ့เนาะအနိုင်ကျင့်တာဗိုလ်ကြတာရန်စတာတွေစောင့်ရအရန်အမြင်ကတ်တာပဲအရန်မုန်းကြတာကောင်းတယ်เนาะဒါက လူကျင်ဝင်နဲ့မညီညွတ်ဘူးလူမှုရေးစည်းကမ်းဖောက်ပြက်တာနော်ဒါကတော်တော်လေးကိုရုပ်ဆိုးကြီးတန်စီတာပေါ့နော်ကိုချင်းစာစိတ်ကိမဲ့တာပြီးတော့ចောင်းဝစ်စားနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ចောင်းချိန်ဒီမှာចောင်းကျောင်းပြန်အဲ့လိုကျောင်းအကျောင်းဝင်စားနေဖြစ်တဲ့ကြောင့်ဆရာဆရာမတွေမှာပို့ပြီးတော့အထူးတာဝန်ရှိတာပေါ့နော်မိဘတွေမှာတာဝန်ရှိတာဆိုပေမဲ့ကျောင်းကြီးမှာဖြစ်တဲ့ကြောင့်ကျောင်းဝင်စားနေဖြစ်တဲ့ကြောင့်ကျောင်းဆရာဆရာမတွေမှာတာဝန်ရှိဆရာဆရာမတွေအနေနဲ့ရောကျောင်းနေအနေနဲ့ရောကလေ เนาะဟိုចောင်းထုတ်တဲ့ခလေးတွေဆိုတာရှိရယ်လေเนาะအចောင်းထုတ်ခံရတဲ့ခလေးတွေ ਆ เนาะစာညံ့တဲ့ခလေးတွေလာเนาะအသွင်တင်လို့ဆုံးမလို့ခတ်တဲ့ခလေးတွေလာမိုင်ရိုင်းတဲ့ခလေးတွေလာဇရရဲတဲ့ခလေးတွေလာအဲเนาะအဲ့လိုမျိုးတွေအလွယ်တကူတင်လို့မရတချို့ចောင်းနေရတချို့ចောင်းနေရလေအလွယ်တကူစာတင်လို့မရတဲ့ညံထိုင်းတဲ့ခလေးစာညံ့တဲ့ခလေးမိုင်ရိုင်းတဲ့ခလေးရံဖြစ်တဲ့ခလေးဆိုအလွယ်တကူចောင်းထုတ်ပလိုက်တယ်เนาะတကယ်တမ်းတော့လေဟိုចောင်းနေရဲ့ quality เนาะဆရာဆရာမတွေရဲ့ quality အစ်အမှန်ကမိုင်ရိုင်းတဲ့ခလေးဆိုရင်ရင်ကျေးလာအောင် ာညက်တဲ့ကလေးဆိုလို့ရှိရင်စာတော်လာအောင်နော်အဲညက်တဲ့ကလေးကိုတော်လာအောင်နော်ထူပို့ပြီးတော့ထူးကျွန်းလာအောင်မိမရင်ကြီးလာအောင်အဲ့လိုသင်နိုင်မှဒါကြောင်းကဆရာဆရာမကောင်းဖြစ်တယ်နော်အာသူ့ကိုသင်လို့မရအောင်သူကမိုင်းရိုင်းနေရန်ဖြစ်တယ်အဲအဲ့လိုအလွယ်တကူကြောင်းထုတ်ပလိုက်တာအဲ့ဒါကျင့်ဝင်နဲ့မညီညွတ်ဘူးဆရာကျင့်ဝင်ចောင်းကောင်းနေရဲ့ကျင့်ဝင်ဆရာလေးဆရာမကောင်းနေရဲ့ကျင့်ဝင်နဲ့မညီညွတ်ဘူးအဲ့တော့မေးဆရာရှိတာက နော်တချို့ပဲပြောတာနော်တချို့အကြောင်းနေတချို့ဆရာဆရာမတွေကိုပဲပြောတာစာတော်ပြီးသားကလေးကိုမှစာတင်လို့လွယ်ပြီးစာတော်ပြီးသားကလေးကိုမှရွေးပြီးတော့နာမည်ကောင်းရခြင်းလို့ရွေးပြီးတော့စာတင်ခြင်းနာလားလိမ္မာရင်ကျေးပြီးသားအော်အပိုးချိုးပြီးသားပြပြဝစ်နေပြီးသားကလေးတွေကိုမှရွေးပြီးတော့မှကြောင်းလက်ခံစီခြင်းနာလားစာတင်ခြင်းနာလားအဲ့ဒါလေးမေးစရာရှိတာပေါ့နော်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိစုရိုးရဲ့အမြင်များကိုလည်းကွန်မန့်မှာရေးပေးသွားဖို့ဖိတ်ခေါ်ပါတယ်ရှင် နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်